တငယ်ချင်းအမအိမ်ကိုသွားလေကြတာပဲဖြစ်ပါတယ်အစစ်စစ်မရှိဘဲနဲ့အမအိမ်ကိုရောက်သွားတယ်ပြီးတော့ကျမခောက်ဆွဲပြုတ်စားကြမယ်ဆိုပြီးရွာထဲကိုတစ်ခေါက်ပြန်သွားပြီးတော့ခောက်ဆွဲထုတ်လေးလေးသွားဝယ်မယ်ပေါ့နော်ကိုကတော့သွားနေကြပါတယ်ရှုခင်းလေးရောအရန်လာပါတယ်မြပူကြတဲ့အိမ်မှာဆိုင်ငယ်၃ယောက်စီပြီးတော့ရှုခင်းရိုက်ပြရတော့မလွယ်ပါဘူးဒါကတော့အာခပ်ဆွဲနဲ့အကင်လေးလာဝယ်ရပါတော့ ဝယ်ပြီးရွေးနေတာကိုရိုက်ဖို့မေ့သွားလို့ဒါကတော့ဝယ်ပြီးတော့သွားပါပြီပြီးတော့ CP ကြက်ကြော်ဝင်ဝဲပါမယ်စားကျင်လို့ဆိုပြီးတော့စားကျင်တာရင်အုပ်မရှိလို့ကြော်ပြီးမယ်ဆိုတော့ထိုင်ဆောင်ဝယ်ပြီးသွားပါပြီကြော်ပြီးသွားပါပြီပြန်ပါမယ်ပြီးတော့ရေခဲဝယ်ပါမယ်ရေခဲလည်းဝယ်ပြီးပါပြီတွိုင်းနဲ့လမ်းမှာနွားလဲတွေးတော့ခဏရဆောင်နေပါတယ်အဲ့ပြီးတော့အိမ်ုံတနက်မမပြန်ကြပါပြီ လမ်းမှာတွေးတဲ့ရှုခင်းလေးတွေကို ရိုက်ပြထားတာပါအင်းရောက်ပါပြီအဲတူမလေးရဲ့တကားလောက်ဖွင့်ပေးရပါတော့တူမလေးဖွင့်ပေးတော့ဝင်သွားပြီအိမ်ထဲကိုအဲအရန်တော့ตายရတယ်ကြည့်လိုက်ပါပြထားတဲ့အတိုင်းမှာပဲစင်းစိုးလန်းဆန်းပြီးတော့တည့်ရမလားမန္တလေးတွေရန်ကုန်တွေလိုမျိုးမဟုတ်ဘူးအရန်နေလို့ကောင်းတယ်အဲဟာပူစီလေးကိုတွေ့လို့နိုင်ခဲ့ချပါသေးတယ်ပြီးတော့မီးဖို့နဲ့တဲရမှာမီးတွေးမီးဖို့မီးတွေးမီးဖို့ကကြတော့ မဖို့တတ်ဘူးအဲ့တော့တကယ်ချင်းရဲ့အမကနေပြီးတော့မီဒူမီကိုလေးဖို့ပေးပါတယ်အဲ့ဒါကိုကိုယ့်အကိုပြုတ်ကြမှာပေါ့နော်ဒါကတော့ coffee ကိုတကယ်ချင်းက special ဖြော်ပေးတာပေါ့နော်အရန်ခက်ခက်ခက် coffee အေးဖြော်တိုက်ပါတယ်ရှင်ကျမတို့ဒါကတော့တူမာလေးရဲ့ vlog လေးတပါတူမာလေးရဲ့တဲလန်လေးပေါ့နော်ဒါလေးကတော့အဲ့ပြီးတော့ အကင်လေးတွေကိုပြုတ်လိုက်တာပေါ့နော်အကင်လေးတွေကိုပြုတ်ထားတယ်ပြီးတော့ကျအကင်ပြုတ်ထားရေဝူလေကိုကလည်းကိုစားမှာပဲဆိုတော့ကျတော့ခောက်ဆွဲလေးဒိုင်းမထည့်ပြလိုက်တယ်နော်မလဲတော့အဲ့တော့ခောက်ဆွဲပြုတ်ကြပါတယ်တကယ်ချင်းကခောက်ဆွဲကိုသူပြုတ်ပေးမယ်ဆိုပြီးတော့ပြုတ်ပေးနေပါတယ်အဲ့ပြီးတော့ဒီဥစ္စာကလေဝါလာရဲ့လေမလာမောက်ချိုက်ရတာလေဒါတခါမှမစားဘူးအရသာတော်တော်ကောင်းတယ်မောက်ချိုက်နဲ့တကယ်တူတာဒါအရန်ကောင်းတယ်နောက်တစ်ခါလေထောက်ဝယ်စားပါမယ် တငယ်ချင်းကနောက်တငယ်ချင်းတယောက်ကပြုတ်ပေးပြီးတဲ့အချိန်မှာတော့ကျမငါထုံကပြုတ်မယ်ဆိုပြီးတော့အ아야ပါရခေါပြုတ်လိုက်ပါတယ်။ကျမဝယ်လာတာကကြတော့အဲ့စီချက်အထုံနဲ့ပေါ့နော်ပြီးရှာဆိုတဲ့ဥစ္စာနဲ့ရောပြီးတော့စားမယ်ပေါ့နော်။ရှာဆိုတာရှာဆိုတဲ့စပိုင်စီကအရင်ဆက်နေမယ်လို့ထင်လို့စိတ်ထဲမှာအဲကြောင့်စီချက်တစ်ထုပ်နဲ့ရောစားမယ်ဆိုပြီးတော့နှစ်ထုပ်ပြုတ်ပြီးတော့နေလိုက်ပါတယ်။စီချက်ကိုထည့်ထားအောင် ရှာတော့တိတ်မဆက်တော့ဘူးလို့ပဲစိတ်ထဲမှာတော့ထင်တာပေါ့နော်ကြည်ရလည်းအရန်စားကောင်းမဲ့ပုံမဲ့အဲအနေအပေါ်ကနေပြီးတော့ပြုတ်ထားတဲ့အကင်လေးတွေကိုထည့်ထည့်ပြီးတော့နေလိုက်တာပေါ့နော်နေပြီးတော့စားကြပေါ့နော်အဲအဲ့ဒီအရှိမလေးဘိုက်အရန်စားလို့ဆိုပြီးတော့အမအမလောက်ပေးတဲ့ဟာမုန်တီတုတ်တီစားလိုက်ကြသေးရဲ့၃ယောက်သားမုန်တီတော့မကြိုက်ဘူးမကြိုက်တော့နှလုံးလောက်စားပြီးအီဆောင်သွားအောင်အဲ့တော့ဒီကောက်ဆဲလေးစားလဲစားအောင်မစားနိုင်တော့ပြီးတော့ အရန်ဆက်တယ်ရှားအရန်အရန်အရန်ကိုဆက်ပါတယ်စောစောကလေးကမှအဆက်တိတ်မစားဘူးအဆက်တိတ်မစားရဲသူဆိုတော့ရှားဆက်တယ်တကယ်တော့ဒီဟာတွေအကုန်စားမယ်ဆိုပြီးတော့စိတ်ကူးထားပေမဲ့နှလုံးသုံးလုံးကလွယ်ပြီးတော့မစားနိုင်လိုက်ဘူးအသေးဆက်လို့အရန်အရန်လဲနှမျောပါတယ်လို့အရန်ဆက်တော့ထပ်မရိုက်နိုင်တော့ဘူးအဲ့ဒါနဲ့အတိုင်းလေးထားခဲ့ပြီးတော့ အပြင်ထွက်လာကြပါတယ်အဲ့အဲ့ရွာရဲ့ဟိုဘက်ထိတ်နာလေးမှာဆိုလို့ရှိရင်လမ်းလေးလျှောက်သွားပြီးတော့ရောက်လို့ရှိရင်အဲ့လိုမျိုးရေစီးရဲ့လေရေတကွန်လိုမျိုးလေးရှိရဲ့ကွာတိတာအရန်လာရဲ့အခုတော့တကယ်ချင်းတော့ရောက်သွားနေကြတာပါအဲ့ဒီတော့အော်ရောက်ပါပြီသူကလေဆယ်ဒီပါဒီလေဆယ်လွတ်ထားတဲ့အချိန်ဆိုရင်အိုက်နာလေးရာလေရေတကွန်လေးလိုဖြစ်နေအပေါ်ကနေပြီးတော့ရှော့ချလို့ရတယ်ဘောကွင်းလေးရင်းနေလေအခုကတော့ရေမရှိဘူးပေါ့နော်ကျမတို့သွားတဲ့အချိန်မှာအဲ့လိုလေး၆တက်ရောက်နေတာလေးပဲပေါ့နော်အဲ့ဒါကမှ ဟိုရိုက်ဒီရိုက်နေပုံလေးတွေရိုက်ခဲ့ကြရယ်ပေါ့เนาะအလောက်ပါပဲရေးရှိလို့ရှင်တော့အဲ့ဒီခုနဟာလေးကအပြည့်ပဲအပြည့်ရေးပြုတ်မှာရေးတဲ့ကြီးလင်းနေရပဲအပွားနေအမျိုးဘောခွင်းလေးနေလေရှော့ရှော့နေရှော့ချာချာတကယ်အဲ့ရွာကိုသွားလို့ရှင်လေအရန်မိုက်တယ်ဒီလားဒီမှာမတိတော့တေးကျမတို့ပဲတီကြအဲ့လိုအေးဆေးနေရပဲကြည်လိုက်အေးဆေးတီမြိန်ပြီးတော့အဲ့လိုအရန်တတရရတဲ့ခွေးတွေကလည်းကျမတို့ဟောင်းနေတော့တီလာကြောက်လို့ခွေးကြောက်လို့ပြေးခဲ့ရတယ်ဒါတော့ပြန်ပါပြီနေ့နေဆောင်ပါပြီ ပြန်ကြပါပြီ။ဒါကတော့မန္တလေးဝင်တဲ့တိုးဂိတ်ပါပေါ့နော်။တိုးဂိတ်ကိုဖြတ်လာပြီးတော့မန္တလေးတောင်ခြေကိုဖြတ်ဖြတ်ပြီးတော့တကယ်ချင်းနေရာဒီလိုမျိုးညနေခင်းလေးပြန်လာရအရန်ရန်ကိုမိုက်တယ်။ဒါကခံစားချက်တွေကအရန်ကောင်းတကယ်ချင်းနေရာကိုချီနူးပြီးတော့ကျုံပေးလေးရနေတယ်ဖြတ်ပြန်ခဲ့ပါသေးတယ်ရှင်။အော်တော့တော့3ယောက်ပြင်မယ်ပြန်လာတော့2ယောက် အဲ့လိုလေဆိုတော့သူ့အမအိမ်မှာနေခဲ့ရလीကိုတယောက်ကအဲ့ကြောင့်နှစ်ယောက်ပဲပြန်လာရတာပေါ့သူကတော့သူ့မအိမ်မှာအိတ်ပြီးအချိန်ခဲ့ရပါအဲ့ရွာလေးရဲ့နာမည်ကဆင်ရွာကြီးရဲ့သူကမန္တလေးနဲ့မတရားလမ်းထဲမှာရှိရမန္လီမတရားလမ်းကြားရဲ့ပေါ့နော်မန္လီမြို့နဲ့မတရားမြို့ရဲ့ကြားမှာရှိရပေါ့နော်အဲ့လိုမျိုးပိတ်ညစ်နေတဲ့ချိန်တို့အမ်အဲ့လိုချိန်တွေတော့အရန်ကောင်းတယ်စိမ့်ဆူပြီးတော့အဲ့လိုမျိုးလေးလူကြီးလဲတိတ်တယ်ပေါ့အဲ့တော့ relax ဖြစ်တယ်လို့ခံစားရပါတယ်။တကယ်ချင်းနေရွာလေးတွေကိုလိုက်သွားပြီးတော့လေပါမန်လေးနဲ့လည်းနီးတော့ကြောက်လीစင်ပြေသွားစရာတကယ်ချင်းဖြစ်ရင်ကျမတို့နဲ့လိုက်လေပါဗီဒီယိုအဆုံးထိကြည့်ပေးတော့ကျေးဇူးအများကြီးတင်ပါတယ်တတ်တာ